အားလုံးပဲမင်္ဂလာပါရှင်ခစ်တစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်တော့ဖို့လေမြစ်တာရက်ခံလိုပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လဗရန်ကစစ်တပ်ကထိုက်ခိုက်ခံရလို့၅ဦးသေဆုံးပြီးသနတ်နယ်သိမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဘကူတိုင်းတာယာဝတီခရိုင်လက်ပတန်မြို့နယ်ရှိစစ်ကောမရှင်တပ်စခန်းတစ်ခုကိုဖွင့်ရောက်တိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးပြီးတနနလက်တိန်စီရရှိခဲ့တယ်လို့ဘကူရုံးမှ PDF ဖြူဟာ22ကပြောပါရယ်လေးဦးကုံလန်းမတော့တရက်ကုံဖီတော်တာအာရှလမ်းမရင်လမ်းဆောင်ရှိကြောက်တွင်းရွာမှာအင်အား20ဝန်းကျင်အထိုင်ချထားတဲ့စစ်ကောမရှင်ကိစ္စခန်းကိုဖြူဟာ22ကိုကဲမှုအောက်ရှိအမတ်3800နှစ်တရင်တက်ခွဲနှင့်ရွှေတန်းကြီးပါကဖာလက်ပတန်းမြို့နယ်ပါကဖာအထူးတိုက်ခိုက်ရေးအဖွဲ့တို့ကနိုဝင်ဘာ30ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာပါ စခန်းမှာရန်သူက10ရောင်15ရောင်ဝင်ကျင်ရှိပါတယ်။တခြားလက်နက်တွေကရန်သူကပြန်ဆွဲပြီးပြေးကြတာပေါ့။တိုက်ပွဲကြချင်းကခမ်းမန်းနိုင်ဘွက်တနင်္ဂနွေနေ့ပါကြမြင်ပါတယ်လို့ဗကူယုံမ PDF view ဟာ22တာဝန်ခံကပြောပါတယ်။တိုက်ပွဲအတွင်းစစ်ကောမရှင်တပ်သားအလောင်း9လောင်း၊ကာပိုင်တလက်၊ MA1 တလက်၊ 5.56G 150တောင်းနဲ့မိုဘိုင်းဖုန်းနှလုံးတို့ကိုဒိန်းစီရရှိခဲ့ပြီးတော်လရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိခဲ့ဘူးလို့တာယာဝတီခရိုင်တရင်3800နှင့်တက်ခွဲနှင့်တာဝန်ရှိသူကပြောပါတယ်။ ခေစခန်းမှာတော့အင်အားက20ကျော်30လောက်တော့ရှိမယ်ဗျမနက်စောစောစီးစီးဆိုတော့ပြန့်ကျဲနေတာပုံကျွန်တော်တို့လည်းဝင်ရောက်စီးနေတဲ့အချိန်ကြာရောအကုန်ပြေးကုန်ကြတာပုံပြေးတာကိုလည်းကျွန်တော်တို့တော်တော်လှမ်းလှမ်းကိုလိုက်ရတယ်ဗျတေဆုံတဲ့ကောင်တွေကလေဝင်းအဆက်တွေမှာက၄ကောင်ဗျဂိတ်ထဲမှာကတစ်ကောင် စုစုပေါင်း9កောင်ပေါ်လို့တရင်3800နဲ့တက်ခွဲနဲ့တာဝန်ရှိသူကပြောပါတယ်။တိုက်ပွဲဖြစ်ပွားချိန်တနားရီပါအကြမှာခေစခန်းရှိကြံရှိနေသေးတဲ့စစ်ကော်မရှင်တပ်သားတွေက၎င်းစခန်းနဲ့အနီးဝန်းကျင်မှာရှိတဲ့မော်အင်းနဲ့တာယာကုံရွာစခန်းတို့စီကိုထွက်ပြေးသွားခဲ့ကြတယ်လို့သူကဆိုပါတယ်။ဘကိုယိုမှာ PDF ဖြူဟာ22ကိုခဲမှုအောက်ရှိတရင်တက်ခွဲတွေပကဖတက်ခွဲတွေအနည်းနဲ့အခုလိုမျိုးစစ်ကောင်စီတက်စခန်းတွေကိုထပ်မံတိုက်ခိုက်နိုင်ဖို့အတွက်လက်နက်နဲ့ကြီးစံတွေလိုအပ်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ view ဟာ၂၂ကတဆင့်ထောက်ကူပေးနိုင်တယ်လို့လည်းတောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၂၃ရက်မနက်ပိုင်းကလည်းဂျိုးပင်ကောင်းမျိုးနဲ့ကြီစုရွာအနီးရှိစစ်ကော်မရှင်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာရဲတအုပ်နဲ့ပြည်သူစစ်လေးဦးစုစုပေါင်း၅ဦးသေဆုံးသွားပြီးသူတို့ကိုင်ဆောင်တဲ့ BA63 တလက် BA64 တလက် MA30 တလက်တို့ကိုပါဒိန်းစီရရှိခဲ့တယ်လို့လည်းသိရပါတယ်။ ဆက်လက်ပြီး CDM လှုပ်ထားတဲ့မင်းခင်မြို့နယ်ဆေးရုံအုပ်ကြီးကိုမင်းခင်ပလဖဖမ်းဆီးတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဇကိုင်းတိုင်းမင်းခင်မြို့နယ်ဆေးရုံအုပ် CDN ဆရာဝန်ဒေါက်တာခင်းသူသူတွေကိုမင်းကင်းမြို့နယ်ပါလာဖာကနိုဝင်ဘာ30ရက်နေ့လပိုင်းမှာဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေစီကတီးရပါတယ်။အသက်53နှစ်အရွယ်ဒေါက်တာခင်းသူသူတွေကအာနာမသိမ့်မီကလေးကမင်းကင်းမြို့နယ်စေယုံအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးစေအာနာသိမ့်ပြီးချိန်မှာလေ CDN ပြုလုပ်ခဲ့ကမင်းကင်းမြို့နယ်တင်တော်ရွာမှာစေကံဖွင့်ပြီးစေဘက်ဆိုင်ရာအကူအညီတွေပေးနေသူဖြစ်တယ်လို့ဆိုပါတယ်။သူကတင်တော်မှာစေကံဖွင့်ထားတာစေယုံဖွင့်ထားတာ ခွင်းစိတ်ခံပါညာနဲ့သူကကျွန်တော်တို့မင်းကြီးရဲ့နှကူကဆေးရုံအုံပြီးတော့တမျိုးနယ်လုံးရဲ့ဆေးရုံအုပ်ကြီးပေါ့လေဒေါက်တာခင်သူသူလွေပေါ့သူကိုမျိုးနယ်ကနေမှအမှုစဉ်ဖမ်းတဲ့သဘောမျိုးပါတိုင်းနယ်ဆိုပြီးမှဖမ်းတာပေါ့ဝင်ကြီးဌာနရဲ့အမိန့်လို့ဘာလို့တော့မပါဘူးလို့ပြောတာပဲလို့ဒေသခံတအူးကသတင်းဌာနကိုပြောပါတယ် ခွဲစိတ်နေစဉ်ခွဲစိတ်ခံအတွင်ဝင်ရောက်ဖမ်းဆီးခံရတာဖြစ်ပြီးဒေါက်တာခင်သူသူလွင်ရဲ့ဆေးရုံမှာလည်းခွဲစိတ်ရမယ့်လူနာတွေဝေးလူနာတွေနဲ့ထက်ရောက်လာတဲ့လူနာတွေကတော့အခက်အခဲကြုံတွေ့နေရတယ်လို့အထက်ပါဒီသာကန်ကဆက်ပြောပါရယ်ဒီစေကမ်းမှာခွဲစိတ်တာတွေမွေးလူနာတွေတခြားအရေးပေါ်ထိခိုက်ထိုင်ရရတာတွေသူပဲလုပ်ပေးနေတာလေ ဒီဘက်ချမ်းကသူမရှိတော့ဒီဘက်မှာလူနာတွေအများကြီးရှိတာပေါ့လို့သူကပြောပါတယ်။ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့အသေးချမသိရသေးပဲဖမ်းဆီးချိန်မှာပလဖခေါင်းဆောင်တအူကဒေါက်တာခင်တူတူတွင်ဖွင့်လှစ်ထားတဲ့စည်းကမ်းဟာတရားဝင်မဟုတ်ဘူးလို့ပြောဆိုသွားတာရှိတယ်လို့နောက်ထပ်ရွာခံတအူကပြောပါတယ်။သူတို့ပလဖကလာဖမ်းတော့ကသူတို့ပလဖကခေါင်းဆောင်တယောက်တော့ဒီစည်းကမ်းဟာတရားဝင်စည်းကမ်းမဟုတ်ပါဘူးဆိုတဲ့အကြောင်းရင်းတွေရောပြောပြီးတော့ဖမ်းသွားတာပါလို့သူကပြောပါတယ်။ ဒီဖန်ဆီးမှုနဲ့ပတ်သက်ပြီးမင်းကြီးမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ကိုသတင်းဌာနကတယ်လီဖုန်းကနေတဆင့်အချိန်ချင်းဆက်သွယ်ခဲ့ပေမယ့်ခေါ်ဆိုလို့မရခဲ့ပါဘူး။မန္တလေးစာတီသူဖြစ်တဲ့ဒေါက်တာခင်သူသူလွင်ဟာစစ်တပ်အာဏာသိမ်းပြီးနောက်စီရီယံပြုလုပ်ခဲ့ကမင်းကြီးမျိုးနဲ့အတွင်းမှာတော်လှန်ရေးလှုပ်ရှားမှုတွေလုပ်နေခဲ့သူဖြစ်တယ်လို့လည်းဒေသခံတွေကပြောပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်ကလည်းမင်းကြီးမျိုးနဲ့ရှိတော်လှန်ရေးတပ်တွေဦးစီးလောက်ကိုင်းနဲ့လောင်းပြေရွှေမျောလောက်ကကိုဆန္ဒပြရမှာပါဝင်တဲ့ ပုံနေဖို့တိုက်နေပါကဖာနေပါအဖခေါင်းဆောင်တွေအပါသုံးဦးကိုမင်းကြီးမျိုးနဲ့တရင်တက်ကဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။ဆက်လက်ပြီးစစ်တွေမျိုးတွင်မဲဆွယ်ဟောပြောပွဲအတွက် USDP ပါတီကဒုက္ခသည်စက္ကန့်တစ်ခုမှလူ90စီတောင်းခံနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ပြည်စစ်တွေမျိုးတွင်ကြန့်ခိုင်ရေးပါတီ USDP ကမဲဆွယ်ဟောပြောပွဲအတွက်ဒုက္ခသည်စက္ကန့်တစ်ခုမှလူ90ဦးစီတောင်းခံနေကြောင်းစက္ကန့်တာဝန်ခံများထံမှသိရပါတယ်။ဩဒပင်ရက်ကွက်တွင်ယနေ့ပြုလုပ်ခဲ့တဲ့ USDPE မဲဆွေဟောပြောပွဲတွင်ဒုက္ခသည်စခန်းတစ်ခုမှလူ90စီဆေလွတ်ခဲ့ရကြောင်းအမိမဖော်လို့ဒီဒုက္ခသည်စခန်းထဝင်ကံတအုပ်ကပြောပါရယ်ဒီနေ့အုံတပင်ရက်ွက်အုပ်ချုပ်ရေးမှုရုံးရှိမှာ USDP ကမန်တက်တွေအကြီးကြီးထိုးပြီးမဲဆွယ်ဟောပြောပွဲလုပ်ခဲ့ပါရယ်ဒုက္ခသည်စခန်းတစ်ခုကလူ90စီဆေလွတ်ပေးရမယ်ဆိုလို့လွှတ်ပေးလိုက်ပါရယ်ဒုက္ခသည်တွေကိုဘာထောက်ပံ့မှုမှလုပ်ပေးတာမဟုတ်ဘူး မလို့ပြန်ရင်လေသူတို့ရဲ့အာနာအောက်မှာဒုက္ခတွေတွေဖိနှိပ်ခံရနိုင်တယ်လေလို့ပြောပါတယ်ဒုက္ခတွေများအောင်လက်ခံထားသောဖုံးတော်ကြီးကြောင့်ကကျောင်းတိုင်းဆရာတော်များလည်းမဲဆွယ်ဟောပြောပွဲတွင်ရှေ့ဆုံးကထိုင်ပေးရမည်ဟုလည်း USDP ကတွန်းအားပေးခေါ်နေကြောင်းလည်းသိရပါတယ်စစ်တွေမျိုးတွင် USDP အပါဝင်ဒေါက်တာအေးမောင်ဦးဆောင်နှင့် AFP ပါတီဥပရှိန်ဦးဆောင်နှင့် RNP ပါတီတို့မှပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကစပြီးမြို့ကန်များအားမင်းဆွယ်စည်းရုံးနေကြကြောင်းသိရပါတယ်။ချက်ခိုင်ရေးပါတီ USDP မှအဖိုးချုပ်အစ်စ်နိုင်ဦးဆိုသူကနေပြည်တော်မှဆင်းလာပြီးစစ်တွေမျိုးတွေရွေးကောက်ပွဲအောင်နိုင်ရေးစည်းရုံးရင်းများပြုလုပ်နေကြောင်းနှင့်၎င်းမှာကြောက်တော်မျိုးနဲ့ရွှေပြည်ဇာတိဖြစ်ကြောင်းသိရပါတယ်။ချက်ခိုင်ပါတီများမှစစ်ကောင်စီရွေးကောက်ပွဲအတွက်မင်းဆွယ်စည်းရုံးနေကြတော့လေစစ်တွေမျိုးကန်ပြည်သူများမှစိတ်ဝင်စားမှုနှေးပါကြောင်းလည်းဒုက္ခသည်တအုပ်ကပြောပါတယ်။ရွှေကောက်ပွဲကိုကျွန်တော်တို့စိတ်မဝင်စားပါဘူး။ထမင်းနှက်မှန်ဖို့တော့မင်းရုံးကန်နေရပါတယ်။ ဒါသမီးတွေထမင်းငတ်နေတဲ့အချိန်ရွေးကောက်ပွဲကကျွန်တော်တို့အတွက်ထူးခြားလာမှာမဟုတ်ပါဘူးရွေးကောက်ပွဲကအမတ်တွေဝမ်းဝါဖို့အတွက်ပဲလေကျွန်တော်တို့ပြည်သူတွေအတွက်မှမဟုတ်တာဟုပြောပါရယ်စစ်တွေမျိုးအနီးအနားကကြေးရွာပေါင်း20ထက်မနည်းမှဒေသခံပြည်သူများကို2024ခုနှစ်တွင်စစ်ကောင်စီတပ်ကနှင်ထုတ်ထား၍၎င်းတို့မှစစ်တွေမျိုးရှိဖုံးတော်ကြီးအပေါင်းများတွင်ခိုးလုံနေကြရခြင်းဖြစ်ပါရယ် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအဖွဲ့များအပြင်ပြည်တွင်းပြည်ပအလူရှင်များထောက်ခံကူညီမှုမရှိတွင်စစ်တွေမျိုးရှိဒုက္ခသည်များမှာမျက်မှောက်မှုမြင့်တက်လာပြီးကလေးငယ်များမှာအဟာရချို့တဲမှုဖြစ်နေကြကြောင်းသိရပါတယ်။ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူများတင်ဆက်ပေးနေမှာဖို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။